chị là tôi là đã hơi cười oh my god <laughs> <laughs> mà giống ý chứ mà anh nút đi nhà lâu để chạy mà để tụi music video được không sao vậy kệ để đi music video nhé nè mẹ phi vào sai số bút cô cô chán tụi là anh đừng thế này phải nói mà bà đi phi thà hà đấy nó mà bị cái phi cái đó là số ဘယ်တီးတော့မှတီးပြီးတော့လိမ့်လိမ့်မာမာနေပါခလေးရေအမဲရောက်နေအဖြူရောက်မှာအော်အမဲရောက်အမဲရောက်ပါပဲအမဲရောက်နေအဖြူရောက်ဆိုတော့ကြောက်တော့ဂျင်းထဲတာနည်းနည်းပြားတယ်ဘာရောက်အမဲရောက်ဟုတ်နည်းနည်းပြားအမဲရောက်ဟာအမဲပါတယ်အနက်က တော့နှစ်ခုတည်းတစ်ခုရွေးဖို့ကြံသေးရဲ့လေဒီရမဟုတ်တော့ဘူးမှန်ပါမှန်ပါကိုစီယာကိုမှန်တယ်။ညီဝိုင်းညီဝိုင်းညီဝါဘီပြမယ်။နံပါတ် Lucky 7 7 Oh 7 ဘုရားသာယူလေတရားဘုရားသာယူဘယ်သူလဲဆိုတော့ပြီးကြလားညီမကိုကို7ဆိုတော့တိကြလားโอเคရပြီနောက်တစ်စင်းတက်လို့ရပြီသူဘုရားသာတောက်လျှောက်ယူနေတာတိဘုရားသာယူရင်လည်းသူ့နံပါတ်မှာသူမေးရောမေးပါဒုက္ခပဲဟာ program is ဒီမို့ဟုတ်ပါတယ်ဒါမဲ့ကဲနှက်ကပေးကြပါလို့โอเคကိုလက်သေးကိုရောက်လာတဲ့နံပါတ်က6ဖြစ်ပါ နံပါတ်6 winner stage ကိုသွားလို့ရပါတယ်။ခုရှိပါရှိတဲ့6ယောက်ဟာဒီနေ့ထောက်ဆရမယ်6ယောက်ပါ။ဆောဆောကျန်ခဲ့တဲ့ညီမလေးကဒီပါပါသူတအားကိုဝမ်းနေတယ်။ဟုတ်ကဲ့ရရရရညီမလေးပြည်သူတင်ပါလေညီမလေးနော်။အမဘူးတော့အကောတောင်းမယ်မှာအကောတောင်းမယ်မှာဘာဖြစ်ဘူးဘာဖြစ်ဘူးမရဘူးအခုအခုရင်ထဲမှာရှိပြီလားအပြည့်ရနေအခုတကယ်ကျေးဇူးတင်ပါတယ် đem mua sợ con nó xem chạy mẹ này làm xấu nào là đặt cam vào nó của qua đó con nó xem chạy Những lâu à, em đã đến mấy channel tiếng sao thì đến với BCCN thì chưa rồi, thế nhỉ? ကျွန်တော်အခုရောက်နေတဲ့နေရာကတော့ Junction Square မှာဖြစ်ပါတယ်။အေးချမ်းမောင်လည်းသူရဲ့ပရိသတ်တွေအခုဒိတ်ခွင့်ရမယ်ဆိုရင်ရှင်တိုင်းရဲ့အစီအစဉ်မှာပြီးခဲ့တဲ့ဘိုင်းတော့ပြန်မဝင်6ရောက်နှုတ်ဆက်ထွက်ခွာသွားပြီးတော့6ရောက်ကတော့နောက်တစ်ဆင့်ကိုဆက်လက်တက်လာဖြစ်ပါတယ်။အဲတော့အခုကြံတဲ့6ရောက်နဲ့ Junction Square ဒီနေရာမှာအေးချမ်းမောင်လည်းကြော်စရာ game လေးတစ်ခုကျွန်တော်တို့ဆက်ပြီးတော့ကစားမှာဖြစ်ပါတယ်။ဒါက ထမဆုံးအနေနဲ့ကျွန်တော်တို့ဒိတ်ဝက်မီမှာဒီလို public area တွေကိုဆက်ပြီးတော့ကစားရလည်းဖြစ်ပါတယ်ခင်ဗျပြန်မုံးကြီး၉ရောက်ကသူတို့စိတ်ကြိုက်သူတို့ကသူတို့စဉ်းစားထားတဲ့ပုံစံမျိုးစုံနဲ့ဈေးဝယ်တဲ့နေရာမှာပဲဖြစ်ဖြစ်ဈေးရောင်းတဲ့နေရာမှာပဲဖြစ်ဖြစ် Jason Square မှာသူတို့အတီးတီးရှိနေကြမှာဖြစ်ပါတယ်အဲ့ဒါကိုအေဂျင့်မှာကရအောင်လိုက်ရှာအားမယ်ဒါဟာဒိတ်ဝင်းမီရဲ့ပြိုင်ပွဲဝင်ဟုတ်တယ်ဆိုတာကိုသူတေချာပေါက်ပြောနိုင်ပြီဆိုတာနဲ့အဲ့ဒီတယောက်က ပြိုင်ပွဲထွက်အောင်မှာဖြစ်ပါတယ်ပထမဆုံးရှာတွေ့တဲ့တယောက်နဲ့ဒုတိယရှာတွေ့တဲ့တယောက်ကပြိုင်ပွဲနှုတ်ထွက်အောင်မှာဖြစ်ပါတယ်ခင်ဗျအရင်တော့ရင်ခုန်စရာကောင်းပါတယ်ပြိုင်ပွဲမှာ9ယောက်လုံးလဲ James Square ထဲမှာရောက်နေပြီလို့သိရပါတယ်အဲ့တော့ကျွန်တော်တို့နဲ့သွားတွေ့လိုက်ပါအောင်ခင်ဗျမင်းလေးတော့ပြန်မနေပြီပေါ့နော်ဒါပေမဲ့ပါရင်တော့လေ အဆက်ပါပေါ့ဒီမှာအရင် worry တော့မရှိပါဘူးဒီမှာလေးနဲ့အတူတူအလိုဒီလိုလေးအကိုဒီ TV show လေးမှာပါဝင်ပြီးတော့ဒီလိုပျော်ပျော်ရွှင်ရွှင်လေး fan လေးလောက်ရတာအဲ့ဒါလေးကိုတော်တော်ကြီးနေတယ်ကွာဒီလိုဘလို့လောက်ရတယ်ဝင်းလေးလဲလဲမိကလေးရပြင်အဲ့ဒါနဲ့လည်းဒီမှာတော်တော်ပြောင်းရစင်ကြီးမင်္ဂလာပါဘလို့လဲအခုအခုအစီအစဉ်အတွက်အရန်ရိတ်ခုံနေတာလားအရန်ပျော်နေရလား ရန်အေးဆေးဖြစ်နေရလားလည်းပြောပါဦးအခုပြိုင်ပွဲကအဲဟိုင်ယန်စီဘောငယ်ငယ်တုန်းကကိုယ်ကစားအတူတူပုံနဲ့ပဲဂျန်ရှင်းစကွဲရဲ့ဒီပထမတက်တစ်ထပ်လုံးမှာညီမလေးတို့ကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့နေလို့ရတယ်မနေ့ကကကြောင်ပါတနာရင်နဲ့ရှင်ပြန်တော့မနေ့ကပြိုင်ပွဲအပြီးမှာအချင်းချင်းပေါ့နော်ပါတနာချင်းချင်းတို့အစံပြေးလူလေးလည်းရှင်းနေတူပဲနှစ်ယောက်ကြီးပြန်ရင်တော့ကြတော့ဒါပြိုင်ပွဲတော့ပြိုင်ပွဲသဘောတရားပါပဲ ဆိုအဲ့မှာဒီနေ့ကျတော့ကိုလောက်ပန်ခွင့်ကကိုစီမှာကန်တရားလည်းကိုတရားထဲပဲဘယ်သူနဲ့မှရှိမနေတယ်လို့ဆိုအဲ့ဒီကတော့တတ်တာလားဗောမနေရထဲဆိုင်ကိုကဈေးဝယ်ခြင်းအောင်ဆောင်နေတာပဲဖြစ်ဖြစ်ဈေးဝင်ရောင်းနေတာပဲဖြစ်ဖြစ်အမှရှိတဲ့အာကြိုက်တဲ့ဆိုင်ငန်းတစ်ခုခုမှာဝင်ပြီးတော့ဝယ်တယ်ငားတယ်ကြိုက်တာတစ်ခုခုလုပ်နေရပဲဖြစ်ဖြစ်နေလို့ရတယ်ဒါပေမဲ့ toilet တော့မရဘူးအဲ့တော့မင်းကလေးအိမ်လာလဲကြတော့ဘယ်သူမှဝင်ကြလို့မရဘူးဆိုတော့ toilet ထဲမရဘူးနောက်တစ်ချက်က Jensen Square ရဲ့ first floor ပေါ့ ဒီပထမတက်တစ်ထက်လုံးမှာမလေးကိုနေခွင့်ရှိတယ်အကယ်၍မြားဟိုအောက်ထပ်ပဲဖြစ်ဖြစ်အပေါ်ထပ်ပဲဖြစ်ဖြစ်ကိုကသွားပုံးနေတာကိုအကူတို့ဒီ production ကပဲဖြစ်ဖြစ် team နဲ့တယောက်ယောက်ကတွေ့တယ်ဆိုရင်တော့ပြိုင်ပွဲစီကန်းနဲ့မညီတာဖြစ်တဲ့အတွက်ပြိုင်ပွဲကနေနှုတ်ဆက်ရမှာဖြစ်ပါတယ်အဲဆက်စောပုံးနေတဲ့နေရာမှာအီချမ်းမှာကဒီနေ့ထိမလေးတို့တယောက်မှမမြင်ဘူးလုံးဝမမြင်ဘူးဒီပြိုင်ပွဲမှာပါတဲ့လူတွေဘယ်လိုပုံစံဘယ်လိုရုပ်ရည်ဘယ်လိုပုံမှန်တရရှိလဲသူတို့ကမသိဘူးအဲ့တော့ သူကတော့သူထင်တဲ့လူတွေကိုလက်ညှိုးလိုက်ထိုးပါပဲအဖြစ်နိုင်တာဒီထဲကမဟုတ်တဲ့တရားရောက်ကို तू ကဒါဒိဗွင့်ကြီးပြိုင်တဲ့ညီမလေးမလားလို့ပြောရင်တော့အကွက်မြင်ဘူးတယ်လေမဟုတ်ဘူးဆိုရင်ကိုသူ့အဲ့ဒါမဟုတ်ဘူးလို့ပဲဝင်ပြောမယ်ဟုတ်တယ်ဆိုရင်တော့အဲ့တယောက်ကကြိုင်ပွဲကနှုတ်ဆက်ရမှာပါအဲ့တော့ပထမဆုံးရှာတွေ့တဲ့တယောက်နဲ့ဒုတိယရှာတွေ့တဲ့တယောက်ကဒီနေ့ပြိုင်ပွဲကနေထွက်ရမှာဆိုတော့လောအောင်ပုံးဖို့လိုပါတယ် သူနဲ့အခုသူ့ဘေးမှာလိုက်နေပြီမယ်ပြီးတော့ဇေယျလည်းပါမယ်ဒီမှာလေးသူရှိရဖြတ်သွားတာလည်းရတယ်သူကကိုရှိရဖြတ်သွားလို့လည်းရတယ်တန်းနိုင်သမျှ anxiety မဖြစ်ဖ ೇನೆ သိလားသူမရိပ်မိအောင်နေဖို့လိုတယ်အဲ့ဒီပုံစံမျိုးလေးနဲ့အခုတို့ကစားမှာပါမရှင်းတာရှိသေးလေပေးထားမှာပေးထားမှာအချိန်ကအခုနိုင်ဝက်လို့လောလောဆယ်တော့သတ်မှတ်ထားတယ်အချိန်နိုင်ဝက်အတွင်းမှာသူ ဘယ်နှစ်ယောက်ကိုတွေ့အောင်ရှာနိုင်မလဲသူရှာအောင်ပါပေါ့ဆိုတော့ခလန်နေတော့အေးချမောင်ရောက်လာတော့မယ်အဲ့တော့ဒီမလေးတို့အားလုံး ready ဒီမလေးတို့တယောက်ချင်းစီကိုစိတ်ကူးထားတဲ့အတိုင်းစပြီးတော့နေရာယူပါတယောက်ချင်းနဲ့အကိုတို့ကင်မရာကြီးလည်းမလေးနဲ့လိုက်လာမယ်အားလုံးနေရာယူပြီးပြီဆိုတော့မှအေးချမောင်ကိုအကိုခေါ်ပြီးတော့စရှာပါမယ်အဲ့ဒီမှာအကိုအချိန်စမှတ်မှာဖြစ်ပါတယ် ready နော်ကဲသွားလို့ရပါပြီဟိုရင်ခုန်စရာလည်းကောင်းတယ် ပြိုင်ပွဲဝင်တဲ့ညီမလေးဘက်ကကြည့်နေတယ်သူရင်ခုန်မှုကောင်းတယ်ကျွန်တော်စဉ်းစားလာလေးတော့ရှိတယ်အဲအုတ်ထုတ်လေးစားပြီးတော့မမတ်တက်လိုက်ရင်တော့ဒီတဲ့ကညီမလေးနဲ့ပွဲထွက်ပြီးတော့မှသူလဲတိတ်မရင်ကြီးလောက်ဘူးလို့ထက်မတွေ့ရမင်းရမှာညီမဈေးရောက်မယ်ပေါ့ကောင်းတာမဟုတ်မတိအောင်တော့နေနေရမှာပေါ့ ရှင်ပြိုင်နေရဲ့ပြိုင်ပွဲဝင်နံပါတ်7ခုနှစ်ဝင်လဲ့ရီဖြစ်ပါရရှင်ဒီနေ့ညီမတို့ကတော့အာ hide and seek game လေးဆော့မှာပေါ့เนาะအဲ့မှာညီမ junction square မှာညီမတို့ first floor မှာအာဈေးဝယ်ထွက်တဲ့ပုံစံလေးနဲ့ရှင်ပြိုင်သွားမှာဖြစ်ပါရရှင်ကိုကြီးချမ်းမောင်မမြင်အောင်လို့ဈေးဝယ်ထွက်တဲ့ပုံစံမျိုးအင်ဂျီဆိုင်လေးမှာညီမအာဝင်ပြီးတော့ဈေးဝယ်ထွက်တဲ့ပုံစံလေးရှင်ပြိုင်သွားမှာဖြစ်ပါရရှင် ကိုအေးချမ်းမှမတွေ့အောင်တော့အကောင်ဆုံးပေါ့နော်။တာမန်လူတွေနဲ့ထပ်တူကြအောင်တော့အဲအကောင်ဆုံးနေသွားမယ်လို့တော့စဉ်းစားထားပါရှင့်။ညီမကတော့ဒီနေ့ပြိုင်ပွဲမှာအဖို့မမြအောင်ဘလို့ပုံမလဲဆိုတော့အဲညီမရဲ့မိသားစုလေးတွေနဲ့အတူဈေးဝယ်ထွက်တဲ့ပုံစံလေးလုပ်မှာဖြစ်ပါတယ်။ဟုတ်ဒါကတော့ညီမရဲ့မိသားစုလေးပါဟုတ်။မှတ်သားမယ်။ပုံမှန်ဈေးဝယ်ထွက်လာတဲ့လူပုံစံမျိုးလေးပဲထွက်မှာပေါ့เนาะဟုတ် အကုန်မရေမီအောင်တော့နေမှာပေါ့ညီမဒီနေ့ high end street game မှာဆိုလို့ရှိရင်ညီမစိုင်းတာဝန်ခံနေရာနဲ့အာရှင်ပြိုင်ရောမှာရှိပါရဲ့ရှင်အာညီမအမပါဗောနော်စိုင်းတာဝန်နေရာလေးမှာ ကောင်တာလေးမှာထိုင်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်မဈေးရောက်မယ်ပေါ့ကောင်းတာမဟုတ် ပါမယ်။ဒီမှာစိုင်းတာဝန်ခံနေရတဲ့သူဟိုအရှင်ပြိုင်မှာဖြစ်ပါလိမ့်ရှင်။နေချောက်ပြပြမှာ show room မှာရောက်မှုတယ်။ဈေးဝင်မဲ့လူတွေကတော့အများရဲ့ဆိုတော့အကြောင်အစားစလိုက်တာခေါင်းဝင်ရှောင်းမယ်ပေါ့စိုင်းမှာတိုးနေထုံးတော့မှာခေါင်းဝင်ရှောင်းမယ်ဆိုပြီးတော့ကြတာခေါင်းဝင်ရှောင်းရင်မသိဘူးပေါ့နော်ကိုအတွင်းနဲ့မခေါင်းရှောင်းနေရမှာဆိုတော့ဒါမဲ့ဟိုရှော်ပြီးတဲ့အချိန်နဲ့ကိုဝင်းရှာတဲ့အချိန်တွေပိုင်းနဲ့ညာနေမှာဆိုးရဲ့ပေါ့နော်။ အဲ့ဒါနောက် idea တခုစဉ်းစားလိုက်ရောနောက် idea တခုစဉ်းစားလိုက်တော့ကြတော့လို့ရှင်ရောမှာဝင်ကြည့်မယ်လို့စဉ်းစားထားတယ်။လက်မှတ်ချက်ပြီးသွားပြီ။ခုနကလက်မှတ်အပြည့်လောက်ဖြစ်လိုက်တယ်ဒီမှာလက်မှတ်။ဆိုတော့ရုပ်ရှင်ရုံနဲ့တော့ဝင်ပုံးလိုက်အောင်မယ်။ကန်ကောင်းပါစေပေါ့နော်။အခုရှာမတွေ့ပါစေနဲ့ပေါ့။တကယ်လို့ရှာတွေ့သွားရင်လည်းတွေ့နိုင်မှာပေါ့နော်။ဖျားဆာရေးတဲ့မှာရုပ်ရှင်နဲ့ကြည့်နေရမှာရုပ်ရှင်နဲ့အာရုံရမှာမဟုတ်ဘူး။ဖျားဆာပဲရွတ်နေရမှာဆိုတော့ဘိုင်ဘိုင်။အားလုံးဆိုအများစုကဈေးငွေကြပါလိမ့်။ အမွေချင်းအဲဒီ channel ထဲမှာညီမဒီဒီကြလွားမှာညီမကကိုအေးညီမမမြင်အောင်လို့ရှောက်ပြီးတော့ရှောင်းအောင်မဖြစ်ပါရဲ့သူမရင်းမြောက်သူမမြင်အောင်ညီမဈေးဝယ်လူအနေနဲ့ဟန်ဆောင်ပြီးတော့တောင်းပါဖြစ်ပါရဲ့ကိုပုံမှန်ဝင်နေကြပေါ့ကိုပုံမှန်ကြီးနေကြနေရာလေးတွေဝယ်သွားကြည့်မယ်ဝင်ဝင်နေကြဟာလေးတွေပဲဝယ်မယ်ပေါ့နော်အဲ့လိုပဲအဲကိုက Jersey Square လေးရောက်ပြီးတော့အရင်တော့ကဟိုပါပေါ့နော်ตั้วลีเลกูเลิกฉินน่ะဖြစ်တဲ့အတွက်မမြင်အောင် ပုံးရမှာဖြစ်တဲ့အတွက်ตั้วလောက်ရင်เนี่ย ပုံးမှာဖြစ်ပါတယ်မထင်တော့ဘူးလို့ထင်တာပဲကိုရောလာအဲနှုတ်ဆက်ခဲ့တော့ကိုကန်ဆိုတာပေါ့ကျမကတော့အခုကိုအေးချမ်းမောင်နဲ့ high and see game မှာဘလို့လဲကိုအေးချမ်းမောင်ရှာတွေ့အောင် high လုပ်မယ်ဆိုတာဒီကိုတစ်ချက်တော့ကြည့်ပေးကြပါဦးเนาะ တော့ high and see game မှာကိုအေးချက်မှမတွေ့အောင်ပေါ့နော်အဲပုံမှုနေရာလေးတစ်ခုပြင်ဆင်ထားပါတယ်ပေါ့နော်ဒီဆိုင်မင်းမှာအယောင်ဝင်တဲ့အဖြစ်အဲပုံမှန်ဖြစ်ပါတယ်ပေါ့နော်ဟုတ်ချက်တော့လိုက်ကြည့်ကြပါအချင်းကောင်လေးတယောက်ပါရှင်။အတိုင်း မထင်မှတ်ပဲတွေးမိလို့ပေါ့နော်အဲအကြောင်းပေါ့ညီမကအစတော့စဉ်းစားတာတယောက်ခဲပဲဒီအင်ဂျီဆိုင်ပေါ့နော် shopping ခတ်တဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အချိန်ကဘယ်လောက်ကြာမလဲမသိဘူးညီမအခုအခုအေးချမ်းမှာမတွေ့ရဒီအာစင်လာမှာပေါ့နော်ပထမထပ်မှာအဇီဝဲသူအဖြစ်ဟန်ဆောင်မှာဖြစ်ပါရဲ့ရှင့်ဟုတ်ညီမဇီဝဲသူဖြစ်ဟန်